ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်ဦးမရောင်နိုင်ရဲ့ဒီကနေ့မြန်မာနိုင်ငံမှာသူရောက်လာမှအာနိုင်ငံရေးတွေဘာဖြစ်လဲအဆုံရှုံမှုတွေဟုတ်ပါတယ်မတည်ငြိမ်တဲ့နိုင်ငံရေးလောကမှာဦးဇင်းအသက်62နှစ်ရှိပါပြီ62ထဲကိုဝင်လာပါပြီဒါဟာတော်တော်ကိုကြည့်ရအဆိုးဆုံးမှာရန်ကုန်အစိုးရဆိုတဲ့ဟိုပါထစာခိအဖစာပါလာခိမှာဖြစ်ခဲ့တဲ့အခြေအနေလောက်ညီပါကိုလာပြီးတော့တိုင်းပြည်မငြိမ်သက်တာအဲ့တော့လက်နက်တွေလည်းပြောလို့အောင်မရှိသလို့ အဲ့တော့ဆက်သွယ်ရေးလည်းမကောင်းဘူးဒီလောက်ဆက်သွယ်ရေးကောင်းဒီလောက်ခင်မီလက်နက်တွေများနေတဲ့အချိန်မှာနိုင်ငံတော်ဒီလောက်ရုပ်တဲတဲကြီးဖြစ်သွားတော့လေအများအမြင်ကဒီကနေ့အုပ်ချုပ်နေတဲ့လူတွေအပေါ်မှာအပြစ်တင်တာအတမျိုးမြင်တာတွေရှိမှာပါသို့တော်လည်းဒီကိစ္စမှာတော့ဘုံမွေးမင်းအောင်လိုင်းဟာဟိုအမှန်တမ်းပြောရင်အင်္ဂလိပ်ခက်ဗမာအချက်ဆိုတဲ့ရှင်းတော့ ရှင်မြကျွန်တော်ဝင်မြိုင်ထင်ပါတယ်အဗီယနာရဲ့ policy တွေကြောက်ပါနော်သူတို့ကျွန်တော်လေးတွေကြာဖြတ်ဝင်တယ်အဲ့တော့ရှင်ပြားရှင်ပြတာတွေကတော့တော်တော်လေးတော့ပြည့်စုံတယ်တော်တော်လေးပြည့်စုံပါတယ်ရှင်ပြားအဲနောက်တစ်ခုကရှင်ပြားဒီနေရာမှာအရှင်ပြားတခုရှင်ပြားရဲ့ထဲမှာပေါ့နော်တပည့်တော်ထောက်စားကြည့်တာကတော့ပါဠိဘာသာကိုအနက်ပြန်နေပေါ့နော်ဒီဘာသာပြန်တဲ့နေရာမှာ ဒီပါဠိဘာသာဆရာကြီးတွေရဲ့ဒါနားလည်မှုပေါ့တချို့စကားတွေကနားလည်တဲ့ဒီဘယ်လိုဒီဘောစကားပြေဖွဲ့တဲ့သူတွေပေါ့စကားပြေဖွဲ့တဲ့သူတွေရဲ့အပြောအဟောတွေပေါ့ပါလေအများကြီးမူတည်တဲ့ခါကြတော့နော်ဒီပါဠိကမဖြစ်နိုင်ဘူးလေတပည့်တော်ပြောလို့မရဘူးရှင်ပြရဲအဲ့တော့ဒီလိုပါဟိုသူပြောတာကွာဟိုလေဒီစာဒီစာလဲဒါကတော့ဒီမှာရောက်အောင်ရောက်နေမှာပါအဲဟိုမရှိခဲ့လဲဒါပါပဲအဓိကတော့ရွှေပြည်သိန်းကစာဏိဒန်းလို့သူကရေးတယ်လीအ ဥအောင်ဇေယရဲ့အထုပ်ပတ်ဒီမှာဒီစာမျက်နာ90ကျော်လောက်မှာတဲ့စာမျက်နာ49မှာတွေ့ရတာပေါ့ပြောရင်တော့အဲဒီနောက်ဆုံးဥပြီးသွားတာတော့ဟိုစာမှာပြီးသွားတာပေါ့စာမျက်နာ94မှာပြီးသွားတာဒါဒါဥစဉ်ဒီမှာတွေ့တဲ့စာအုပ်ခင်မှာ48မှာပါတဲ့ဒီအကြောင်းတရားပါဆိုတော့တဏှာနှစ်2000နောက်သူပြောတဲ့အခါမှာကိုယ်ကနှစ်ပေါင်းလဲ2500ကျော်ခဲ့ပါပြီဒီမှာရှင်းမနေတာ ဒါပေမဲ့လွန်ခဲ့တဲ့ဟိုနှစ်ပေါင်း300လောက်ကပေါ့နော်ရေးခဲ့တဲ့ဒီစာဟာအဲဒီကနေ့ဗိုလ်ချုပ်မွေးမအောင်လည်းစကလုံးအားဖြင့်အတုံးချပြီးတော့အဲဒပလိုမစီကြကြအဲအတုံးချသွားတာသူ့ရဲ့ပန်းနတ်မှုလိုပဲပြောရမှာပါဟိုခုနလိုမှန်မှန်မှန်ကိုသုံးသပ်နေရတဲ့ဒီကနေ့မြန်မာနိုင်ငံမှာလျှက်စစ်မီးတွေလိုနေတယ်အဲအဲ့လိုအပ်ချက်တွေကိုသူစာချုပ်၁၀ခုချုပ်ခဲ့တယ်လို့သိရတယ်အဲ့စာချုပ်၁၀ခုဟာ နိုင်ငံရဲ့လက်နေထုတ်လို့မှုနိုင်ငံရဲ့လျှက်စစ်မီးလိုအပ်မှုစီးပွားရေးလိုအပ်မှုအခုမြန်မာနိုင်ငံအတွက်ကိုဟလာစစ်ကောင်အဲဘလို့လဲစစ်ပါလေဟိုမှာယုံနေယုံဖွင့်နေပေါ့ကောင်းစစ်ဝင်ယုံရှင်များအဲ့လိုဖြစ်ပါတယ်ကောင်းစစ်ဝင်ယုံဆိုတာအကြောင်းမဲ့ဖွင့်တာမဟုတ်ဘူးလေဒီကမြန်မာနိုင်ငံသွားတဲ့အဲဝန်ထမ်းတွေအဲ့မှာလာတာထုတ်ဖို့အနေအထိုင်ပါညာမြန်မာလူမျိုးတွေဟိုမှာရောက်လာရင်ကာကွယ်ဖို့အတွက်ဌာနနေရာဌာနနှစ်ခုမှာနောက်ပြီးတော့မြန်မာတဲ့နှီးပညာတွေကိုတယောက်နဲ့တယောက်ဖလှယ်နိုင်အောင် ဒီနှစ်ခုသူစာချုပ်ချုပ်တယ်လို့လည်းပြရလို့စီဝါရေးလက်နေရေးအကုန်လုံးပါပဲသူတို့လှုပ်သွားတာအဲ့တော့ဒီအောင်မြင်မှုကိုတော့မြမတမိုင်းမှာတော့ဒါတစ်ခုပေါ့ဗိုလ်ချုပ်မှုဦးကြီးနေဝင်ဗိုလ်ချုပ်နေဝင်လက်ထက်ပဲပြောပြောဒီလောက်ဖက်လဲတကင်းကော်သောနီမူရနေလို့မဟုတ်ပေမဲ့တရုတ်သမ္မတကြီးတာအနီအောင်ဖေးတုတ်ပြီးတော့ ကျူစုတယ်ဆိုတာသူတို့ရဲ့တန်ဖိုးထားတဲ့အမြင့်ဆုံးအဆင့် level ထိုင်တဲ့အဆင့်ပေါ့ဟိုကတမနာဂျာလာတာဝန်ကြီးချုပ် level ဆိုပေမဲ့နိုင်ငံအကြီးကဲချင်းဖလဲတကင်းလောက်တာပြစ်ဘာမှမရအောင်ဂုံတိတ်ခါအဖြစ်ကပအလယ်မှာအောင်မြင်မှုရတယ်လို့တော့ဥစဉ်မြင်မိပါတယ်တင်ပါရှင်ဗျာအဲ့တော့ရှင်ဗျာဆိုလိုချင်တာကအခုတန်ငင်းတမန်ခင်းအနေနဲ့เนาะနှစ်ဖက်နဲ့ကြားမှာမိမိရဲ့ အဲဘယ်လိုခေါ်မလဲဆိုရှင်အယူဆလေးတွေဟာဒီပါဠိအထကရာဆရာတော်အဲဆရာကြီးတွေရဲ့ဖွဲ့စုံညွှန်းဆုံမှုတွေကို အသိရှိအောင်လို့ချစ်ချည်ရင်းနှီးမှုကိုပို့ပြီးအားပေးရလေအောင်ဆိုပြီးတော့အဲဥမေအောင်လိုက်အနေနဲ့အဲဘယ်လိုခေါ်မလဲဆိုရှင်ပြောဆိုခဲ့တယ်လို့တော့သုံးသပ်ရတော့ပါရှင်ပြာနော်အဲ့တော့ဥမေအောင်လိုက်အနေနဲ့ကလည်းသာသနာအရေးနဲ့ပတ်သက်လာလို့ရှင်သာသနာအရေးချင်ညိုတဲ့သူတွေမှာဥမေအောင်လိုက်ကတပည့်တော်ကြည့်ရတာနံပါတ်1လောက်ကိုပြောလို့ရတယ်ဗျာ ဒီခေါင်းဆောင်ခေါင်းဆောင်ကခေါင်းဆောင်ကဥနုပြင်းပါလေအဲဥနုပြင်းကျန်တဲ့ခေါင်းဆောင်တွေဘယ်လိုလုပ်ခဲ့လဲဆိုတော့တပည့်တော်တိတ်ပြီးတော့လက်လက်မှတ်ပြီးပြင်မဲ့လဲတပည့်တော်သိရှိတဲ့ဥနုပြီးသွားလို့ရှိရင်တော့အဲဥမေအောင်လိုင်ကသာသနာနဲ့ပတ်သက်လာရင်ချီးမြှောက်မှုတွေပံ့ပိုးမှုတွေသူ့ရဲ့ဟိုတီးခံမှုကတော့တီးခံမှုကသူ့စစ်တပ်ကမှသူ့ကိုပြန်ပြီးတော့ဖုံးချွေခိုင်းနေတဲ့အခြေအနေမျိုးရှိသူအရန်တီးခံတယ်သာသနာနဲ့ပတ်သက်ပြီးချီးမြှောက်မှုတွေကလည်းအဲတပည့်တော်တွေ့ရပါတယ်ရှင်ပြအဲ့တော့ရှင်ပြတို့အခု BNN မှာ အဲတာတာနဲ့ပတ်သက်ပြီးတော့အခုအစိုးရတွေရဲ့ချီးမြှောက်မှုနဲ့နော်တပည့်တော်တို့မြန်မာပြည်မှာလည်းအခုဦးမင်း online ကိုအဲဒီတန်ကားတော်တွေအနေနဲ့ရောအချစ်ခင်ကြည်ညိုမှုဘယ်လိုများရှိကြအောင်လဲလို့ထင်တယ်ရှင်ပြ။သူရဲ့ခုညပြောလို့ပေါ့ချီးမြှောက်မှုလား။ဘုံညမှု email online ကဟိုတမတော်ထဲမှာ ရောက်ရှိလာတယ်။တမတော်ခေါင်းဆောင်တယောက်ဖြစ်သွားတယ်။အကြီးအကဲတွေယုံကြည်မှုတွေကိုရတယ်။ဒါတွေကငင်းစရာမဟုတ်လို့ဒီကနေ့ကာဝေးဦးကြီးချုပ်တယ်မကအလား။ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာတယ်ပေါ့ဒါလို့ဆိုရင်သူ့မှာနူးညံ့မှုတကယ်ရှိတယ်ဗုဒ္ဓရဲ့ဓမ္မတွေဟာနူးညံ့သောစိတ်ကိုဖြစ်စေတယ်ဒါကြောင့်သူ့ရဲ့နူးညံ့မှုကြောင့်အခုလိုမငြင်းညံ့တဲ့ကာလတွေဟာသူ့ရဲ့တိခဏ်ခြင်းစောင့်ကြည့်ခြင်းနဲ့မေတ္တာတရားတွေကြောင့်အရှုံးပေးရတယ်ဆိုရင်တောင်သူ့ရဲ့နိုင်ငံရေးခံယူချက်တိုင်းပြည်ပေါ်ချစ်တဲ့ဥစ္စာအခုဥစ္စာတက်တည်ပြလို့ဖြစ်နေတာပေါ့အောက်ကပဲခုနကမင်းတို့လို့ပေါ့ရဟန်းတစ်ပါးဟာ တရားလွယ်လို့အမမဟုတ်ဘူးလားလို့ခုနကိုနိုင်လားမသူပြောတော့တကယ်တော့ဦးစင်းကစီဝါရေးသမားကလာတယ်အောင်မြင်တဲ့ဘဝတွေတိဆောက်ခဲ့တယ်လောကအမြင်ရှိတယ်ကိုကိုရိုင်းလည်း BSc Zoology ဆိုလိုပဲခေတ်ပညာတွေတက်ခဲ့တယ်အဲဒီနေ့ဖျားစာပေနဲ့ပတ်သက်ပါဠိတော်မရဘူးဆိုရင်မြန်မာပြန်နဲ့မနာတမ်းလေ့လာနေတယ်နောက်ဆုံးကိုယ့်ရဲ့အထက်ဆရာတော်သမတော်ခုနလိုပေါ့ကာနာရေးဆိုင်ရာအကြီးအကဲတွေရဲ့ ညဉ့်ညင်မခံအောင်ကြိုးစားတယ်ညဉ့်ညင်ငဲ့လေကိုယ့်ရဲ့အားနဲ့ချက်ကိုဝန်ခံမှုမလေးဘူးဒါဥစဉ်ယဟန်လောက်ရမယ့်အလုပ်တွေကိုလုပ်နေတာဖြစ်တယ်လို့ဥစဉ်အတွက်အခုပြောနေရင်တောင်သတိတမာရီပညာဆိုလို့အနိုင်တို့မင်းတဲ့စိတ်နဲ့ပြောဖို့လာတာမဟုတ်တယ်လို့ကိုမမောင်ကဘလို့အကြက်တဲပဲမိမိရင်တကာကိုမမောင်ဥစဉ်ပေါ်တိုက်ခိုက်တယ်ဘလို့မှမမြင်ဘူးဘာကြောင့်လဲဆိုတော့ကိုမောင်မောင်ကကိုတီးသည်မြနဲ့မင်းတယ်လို့နှစ်ခုထိခိုက်အောင်မင်းလေဥစဉ်ရင်ထဲမှာ နှစ်ခုနာမည်နှစ်ခုထိခိုက်မှာဒီမှာဦးပြင်းအနေနဲ့အေဂျင့်နဲ့စိတ်နဲ့အဲတာနာဘောလောကဘောဓမ္မဘောဘဝဘောအေဂျင့်နေတဲ့အတွက်ဦးစင်ဓမ္မကိုပဲပြောခြင်းတယ်ဒါပေမဲ့ပေးလာတဲ့အခွင့်ရေးအခြေအနေအချိန်ကာဟာဦးစင်ရနေတဲ့အတိုင်းရက်တည်ရတယ်ဦးစင်ကခုနလိုငယ်လက်ကြီးဓမ္မဆရာကြီးမအောင်ခဲ့ပေမဲ့ခုနလိုမဟာသတ္တမဇောတိကတစားတို့မဟာမင်္ဂလာဓမ္မဇောတိကတစားတို့နိုင်ငံတော်ကပြီးတယ်အခုလည်းထပ်ရဖို့ရှိတယ်ဒါပေမဲ့ကိုယ်တာနာတွင်မှာကူက လွဲချောနေတဲ့ဟိုဘယ်လိုပြောမလဲအတိမာနတွေဖြစ်နေတာပေါ့တရားစစ်တရားမှန်မှုပဲတရားအစ်စ်လို့ထင်ပြီးတော့ကျန်တဲ့ဒကာဒကမတွေကအတင်းလူလို့ငွေကြေးချမ်းသာတာကိုတရားလို့ဖြစ်သွားအောင်တာနာတော်ပြတ်ထအောင်တော့မဖြစ်အောင်လို့ဥစဉ်တို့ကာကွယ်တော့ဥစဉ်တို့မှာကိုတရားအားထုတ်ထားတဲ့အခြားတတ္တဝါတွေကိုကယ်ဖို့အတွက်အချိန်လေးပေးရတာရှိတယ်အခုလဲကိုမောင်မောင်ကဘုံမွေဆွေးနွေးရအောင်တပည့်တော်လည်းမတွေ့တာ အဲကြာပြီတပည့်တော်နဲ့ဒါတတိယအချိန်မြောင်းနေတူတယ်ဆိုရင်ကိုမောင်မောင်နဲ့ဥစဉ်ဆွေးနွေးတိုင်းလဲဥစဉ်ကိုမောင်မောင်ပုံမှာစိတ်ခုချင်းကွက်ချင်းလည်းမရှိဘူးဒါလိုပဲသတို့စောနေပဲစောစောမြူးမင်းလက်ပဲပြောပြောမောင်မောင်ဆိုးပြောပြောလန့်လန့်ဖြစ်ရတယ်နိုင်ငံညာနေပြီးတိုင်းပြည်ချစ်တဲ့သူတွေရဲ့အဝေးကနေပြီးတော့အမြင်နေရယ်ဒါလိုပဲနိုင်ငံညာမှာနေပြီးတော့တိုင်းပြည်အတွက်ပြောနေကြတဲ့ဆရာတော်တွေနောက်အဲ့လိုပေါ့ဟိုအနီပိန့်လို့သူတို့ခေါ်ကြတဲ့ အမေစုကိုချစ်တဲ့သူတွေအမျိုးမျိုးရှိပါတယ်။ဦးစင်ကတော့အဲ့ဒီလူတွေကြောင့်မှသူတို့ဦးစင်ကိုမုန်းရင်မုန်း။ဦးစင်ကတော့လုံတနာသာလုံနေတာတမတော်ဘောမာလို့သူတို့ပြောချင်ပြောဦးစင်လိန်နာမဟုတ်ဘူး။ဦးစင်တတ်တတ်လက်ခုနစစ်တပ်မကောင်းရင်မကောင်းရင်ပြောဖို့ဝင်မလေဘူး။ဒါပေမဲ့ခုနပြောသူပေါ့။ဦးစင်အနေနဲ့ကိုယ်ကယဟန်။ယဟန်လောက်ပဲလှုပ်ချင်တယ်။ဟိုအကြီးကဲတွေပုံမှာပုတ်ချပြီးတော့ဦးစင်နေရရဖို့လည်းမကြိုးစားဘူး။ဦးစင်တာနာတော်စောင့်ရှောက်ရတဲ့ဗုဒ္ဓကိုရင်ဆရာတော်လို့နာမည်ထွက်လာတာ။ဦးစင်ကိုတိတဲ့လူတိုင်းက အဲအဲ့တော့နိုင်ငံရေးဘုံကြီးမဟုတ်ဘူးလို့သူသိတယ်။ဒါပေမဲ့ခုနကသားငယ်သမီးငယ်တွေဒီ2017မှာအဲခုနကထွက်ပြေးပြီးတော့တော်လန်ရေးတွေစတော့ကြတော့ဥစဉ်တို့မှားလို့မမှားသိချင်ဘူး။ရှိသရှိကြောင်းသားလောကမှာလည်းဥစဉ်တို့ချက်တန်းခဲ့တယ်။ရန်ကုန်လောက်မကဥစဉ်တို့ဂွေဒီဒီကောလိပ်မဂွေဒီတာကောလိပ်အမဂွေကောလိပ်ပေါ့အဲ့ခက်ကဥစဉ်တို့ဥဆောင်ပြနိုင်ခဲ့တယ်။ရေးကြည့်တာဥစဉ်ရက်ွက်ညွန့်နေအေးချမ်းမှုပဲဥစဉ်တို့ကြိုးစားတာ။ဆန်နေရအောင်ရှာခဲ့တယ်။ဒါလည်းအရင်ပြောဘူးမယ်။ ပြောချင်တာကလူသားမှန်ရင်လူသားရဲ့အလုပ်တွေရှိပါတယ်။လောကငင်းချမ်းမှုအတွက်ဥစဉ်ဘုံကြီးဝတ်လာလို့ဥစဉ်လူဝါရစီဝါရေးအရာအောင်မြင်ခဲ့တယ်။ဒီကနေ့လည်းဥစဉ်ရဲ့သားတွေသမီးတွေဥစဉ်ရဲ့ပတ်ဝန်းကျင်တွေအားလုံးအောင်အောင်မကြစေရအောင်အတွေ့အကြုံမြင်မာပြီးတော့နိုင်ငံတော်စောင့်ရှောက်ဖို့တကယ်ဥစဉ်တို့တိုင်းပြည်လိုအပ်နေတာပညာဥစဉ်ကပညာနဲ့ဘဝကိုတိဆောက်ခဲ့တဲ့အတွက်ခဏလေးနဲ့ချမ်းသာတယ် ခဏလေးနဲ့စွန့်လွတ်တယ်။ဘာကြောင့်ပညာတကယ်စစ်ပြီးတော့ဖရာရဲ့နိဗ္ဗာန်ဆိုတဲ့တန်တိဒုက္ခကိုဒီဘဝဒီခန္ဓာနဲ့ရှာလို့တွေ့တာကိုတကယ်မြင်ခဲ့တော့ဦးစင်အားလုံးကိုစွန့်လွတ်လိုက်ခြင်းဟာဦးစင်ကချမ်းသာအစ်စ်ပဲ။အခုလို့တရားတော်ကိုပြောတော့ဒါလည်းဦးစင်တော့တရားပဲ။တင်ပါရှင်ဗျာ။လောကကြီးကမမြဲဘူး။လောကကြီးကဆင်းရဲဆိုတာလူတိုင်းမမြင်ဘူးလေ။အခုဦးစင်မြင်နေတယ်ရှင်မြတ်ဒီနေရာမှာတပည့်တော်တခါလေးပေါ့နော်ထပ်ပေါင်းရေးနေကြတာက မြန်မာနိုင်ငံမှာခုလက်ရှိစစ်မှတ်တွေဖြစ်ပွားနေတဲ့လောဘဒေါသမောဟတွေနဲ့သူတို့ငါတမင်းတွေဖြစ်ချင်နေကြတယ်ဒါရီပေါ်မှာအရှင်ပြားရဲ့သုံးသက်ချက်လေးတခုပေါ့နော်တင်းချုံပြီးတော့ပြောပြပါအောင်ရှင်ပြားအရှင်ပြားရဲ့တန်ခါတူပြောလို့ပေါ့1988ဖြစ်တဲ့နှုန်းကလည်းတဖြည်းဖြည်းချင်းတော့လက်ခဲတင်းလင်းဖြစ်သွားကြတာပေါ့အခုလဲ2021ဖေဖော်ဝါရီလ2ရက်နေ့တရက်နေ့ကဥစဉ်မွေးနေ့လုံမလို့ အာနာသိမ့်လိုက်တော့ရိုးရင်းစံကတ်တွေဖြည့်ပြီးတော့ကိုဗစ်ဆေးတွေလူပြီးတော့နာမည်ကြီးနေတဲ့ဖုန်ကြီးအဲ့ဒီမှာပဲပွဲသိမ့်သွားတာပေါ့ဒါပေမဲ့နောက်ပိုင်းလဲကိုဗစ်ဆေးတွေလူရပါသေးတယ်အဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့နောက်ကမြောက်ပင်တွေသွေးထုတ်မှုတွေရလူငယ်တွေရဲ့နိုင်ငံရေးအမြင်တွေရခံယူချက်တွေရတော်လန်မရမယ်လို့သူတို့စခဲ့ကြတာပေါ့ဥစဉ်အဲ့တော့ပြောတယ်ထွက်ပြီးတော့ဘာလို့သမီးတို့ရေး မင်းတို့ဒေါ်လန်နာဘုရုပ်အောင်ဆန်းကိုအားကြတာလက်ခံတယ်ဘုရုပ်ကတိုင်းတစ်ပါးသားဘာသာကြလူမျိုးကြတို့ဒေါ်လန်နာမင်းတို့အခုဒေါ်လန်မှာကိုဗုဒ္ဓဘာသာချင်းချင်းကိုချင်းချင်းသွေးမဆွန်းစေချင်မှုဥစဉ်အချိန်ချင်းပြောခဲ့တယ်အဲ့တော့အခုဘာပဲပြောသူလဲသူတို့မန်သူတို့မာနသူတို့ဒေါသသူတို့လောဘကြောင့်သူတို့နေရီရောက်အသက်ဒီပိဆက်အချိန်ကြာလာတဲ့အမြနောက်ကပံ့ပိုးတဲ့အင်အားတွေက ့လျော့လာတယ်ပံပိုးတဲ့လူတွေကလည်းနိုင်ငံတော်ဖင်ခုထားတဲ့တမတော်နိုင်ငံတော်ရဲ့ထုတ်ကုန်တွေအကုန်ရနေတဲ့တမတော်နဲ့အင်းအားအလုံးရေးရှိတဲ့တမတော်ကိုအန်တုနိုင်တဲ့သူတို့တတ်တီလေချီကျူးရမှာဖြစ်သလိုသူတို့အန်တွင်းအန်တွင်းနဲ့တက်လိုက်ကြလိုက်နဲ့အခုသေးကုန်တာလူငယ်တွေပဲများတယ်နောက်ကကျိုးဆွဲနေတဲ့လူတွေကတော့သူတို့အတွက်အခွင့်အဓုကန်နေသူတို့ ိုးလွတ်လပ်တဲ့တိုင်းပြည်ကြီးသွားပြီးတော့ဗဇက်ကပဲမြောက်ပြီးလာဒီမှာသွေးနဲ့ရင်းရတဲ့ဘဝနဲ့ရင်းရတဲ့အသက်နဲ့ရင်းနေရတဲ့တားငယ်သမီးငယ်တွေကိုနိုင်ငံတော်အုပ်ချုပ်တဲ့သူလည်းအဲ့ဒါကိုသိလို့ထိမ့်ထိမ့်တင်းတင်းရှော့ရှော့ပော့ပော့လုံနေလို့ဒါကြီးကပူကြတယ်လို့လည်းပြောကြတယ်ဟုတ်တယ်ပါပဲထိမ့်ထိမ့်တင်းတင်းရှော့ရှော့ပော့ပော့လုံလိုက်လို့လည်းအဲနိုင်ငံတော်ရဲ့ပိုင်ဆိုင်မှုတွေယော့ပါတယ်လို့မြင်တယ်မဟုတ်ပါဘူးဦးစင်းအမိကတော့လေဒီဘက်ကအင်းနဲ့အားနဲ့ ပူပူသာလုံရင်ပူပူပြီးတော့တိုင်းပြည်ပြက်မှာပါအခုသူတို့ဘက်ကမညာတော့ဒီဘက်ကလည်းဟိုအရပြောက်ပြောက်ရွာပြောက်ပြောက်မြည်ရရင် ပြီးရောပြန်ဖြစ်လာတဲ့အခါမှာကိုသားသမီးမပါလို့ကိုစမျိုးမပါလို့လို့ဖြစ်ကုန်ကြတယ်တကယ်တော့နှစ်ဖက်လုံးမငင်းညမ်းတဲ့အထက်မှာပြည်တာကိုမြန်မာလူမျိုးတွေကြီးပဲဒါကြောင့်ဦးစင်းကတော့ငင်းညမ်းရေးဟာဖျားအကြိုက်ဆုံးလမ်းမဖြစ်သလိုဦးစင်းလည်းတောက်လျှောက်ငင်းညမ်းရေးအတွက်ကိုတို့တော့လည်းအဲဘူးလက်လက်ဆွေးနွေးဆွေးနွေးတယ် နောက်ပြီးအခုရွက်ကောက်ပွဲစတော့မယ်ရွက်ကောက်ပွဲဖြစ်လာရင်လည်းတကယ်ငြင်းညမ်းမှမလားဟိုအိန္ဒိယမှာဖြစ်သလိုရွက်ကောက်ပွဲကိုတက်ခနေ့လူကြီးဖြစ်နောက်တစ်နေ့နဖူးတက်ပြစ်ဟိုကတီနေလည်းမြလူကြီးရလည်းတန်းတစ်ထောင်ရောဒီမှာလူလေးတန်း90လောက်ရှိတယ်မြန်မာနိုင်ငံမှာမကျေနပ်လို့ရပိုင်ခွင့်ကလည်းနည်းနည်းလေးရဲ့တကယ်နိုင်ငံဥဆောင်မဲ့ရည်ချင်းရှိရလို့ဆိုရင်တင်လိုက်ဖို့ကောင်းတယ်အခု လက်နဲ့ကိုင်းနေတဲ့သားငယ်သမီးငယ်တွေပဲဖြစ်ဖြစ်ဘီကနေပြီးတော့မြှောက်ပေးနေပြီးတော့အသုံးချနေတဲ့လူတွေကိုတော့မဖြစ်စေချင်ပါဘူးတကယ်လဲဟုတ်ပါရှင်ဗျအဲ့တော့တပည့်တော်ရှင်းပြရစေဗျာအဲ့တော့ဘလိုမျိုးတပည့်တော်တို့ငိန်ချမ်းအောင်သူတို့တွေအားလုံးဘလိုမျိုးလမ်းပြချင်လဲရှင်ဗျာအခု PDF ကောနော်နောက်ကမြှောက်ပေးနေပါလေဆိုတဲ့သူတွေရောဒီလက်နက်ကိုင်းဒီ EAO တွေရောအဲ့တပည့်တော်တို့ကျန်တဲ့အားလုံးတော့ပေါ့သူတို့တို့အကုန်လုံးတော့လက်နက်ကိုင်းနဲ့အားလုံးငိန်ချမ်းဖို့အတွက် ရှင်ဖျားရဲ့အဲဆုံးမစကားလေးနဲ့လုံးတင်တဲ့အကြံဉာဏ်ပေးမှုလေးပေါ့နော်အကြံဉာဏ်ပေးမှုလေးတပည့်တော်ပြောပြပါအောင်နောက်ဆုံးအနေနဲ့ရှင်ဖျားဦးဇင်းတကယ်မြင်တာကတော့တကယ်ညဉ့်ညဉ့်ညင်သိရှိညဉ့်ညဉ့်နယ်လို့ခုစားဗဇက်ကညဉ့်ညဉ့်ရေးကိုပြောပြီးတော့အာနာယအောင်ဘာသာရေးကိုအသုံးချတာဒီတနက်ကြီးကိုကင်ပြီးတော့မှညဉ့်ညဉ့်ရေးစကားပြောရအောင်ဆိုတာဒီလုံးဝမဖြစ်နိုင်ဘူး ညဉ့်ညဉ့်စကားကိုတကယ်ညဉ့်ညဉ့်နဲ့ယဉ်နေရစကားကိုဥဆောင်ပြောမယ်ဆိုရင်တော့ကောင်းပါတယ်အဲ့ဒီခါမှလည်းညဉ့်ညဉ့်ရေးမှပြောလိုက်ရင်ကိုယ့်ဘက်ကပေးဆက်မှုတွေရှိရလို့ကိုယ့်ဘက်ကစွန့်လွတ်မှုတွေရှိမယ်ကိုယ်ရာယူလိုမှုအတွက်ဒါလုပ်တာနော်ဒါဥစဉ်အမြင်ပြောတာကိုကဘာလဲဆိုညဉ့်ညဉ့်မှုကိုယူရင်ညဉ့်ညဉ့်မှုနဲ့ထိုက်တန်တဲ့ပေးဆက်မှုတွေရှိမယ်အဲမဟုတ်ဘူးကိုကအာနာကိုလိုချင်ရင်မြေကိုလိုချင်မြေကိုတောင်းတယ်အခုစားအာနာလိုချင်အာနာတောင်းတယ်အဲ့ကို လူကျင်နာနဲ့ပြီးမှနဲ့အပြန်အလှန်ညှိတဲ့နေရာမှာနားလည်မှုအဲ့ဒါအဓိကပဲအရှုံးပြရမှာမာနနဲ့အတ္တအမြင့်ဆုံးယူရမှာနားလည်မှုအခုရမယ့်အခွင့်အရေးနဲ့နောင်ရမယ့်အခွင့်အရေးကိုမျှော်ကြည့်နိုင်တဲ့ပညာလိုတာအခုနိုင်ရှင်များတန်းနဲ့ပြေးသွားပါရဲ့ဟုတ်ဟာဒီငင်းရမှုက တော်ကြီးကိုခက်ခဲအောင်မယ်ဆိုပေမဲ့ရှင်မြတ်ဆက်ပြောပါဦးရှင်မြတ်ဆက်မိတ်ပါပူပြရမယ်လက်နဲ့ဒီပူတုံးရတဲ့အင်အားကြီးအများကြီးဖြစ်နေတာပေါ့အဲ့တော့ရှင်မြတ်ငင်းညံ့မှုအတွက်ကအားလုံးကလက်နဲ့ဒီအကောင်လုံးနောက်မှာထားပြီးတော့ပါစကားပြောဖို့လိုတယ်ပေါ့ရှင်မြတ်ဆက်လို့ကျင်တာကိုကလက်နဲ့ကင်ပြီးတော့ငင်းညံ့ခေါ်ဆောင်လို့မရဘူးနော်ဘယ်ပိုင်းကအကြီးကြီးတွေကအဲ့လိုပဲပြောရမှာပါပဲအမှန်တမ်းပြောရင်မြန်မာနိုင်ငံမှာလည်းအသက်တည်ပြီးရတဲ့ခုနလိုဟို PDF တွေရှိတယ်လို့ စစ်သားတွေဆိုရင်လည်းဥစဉ်ကိုဆွန်းလောင်းနေတဲ့အမျိုးတွေလေဥစဉ်ရဲ့တက်တည်ဆိုအကုန်လုံးရွှေ့သွားကြပြီဥစဉ်နေခဲ့တဲ့ခုနှစ်ရက်နဲ့တက်ဥစဉ်ကိုဆွန်းခံနေလို့ဟိုရွှေ့ဒီရွှေ့အကုန်လေဒီတက်တည်ရောက်အခုဆိုလားတက်မတော်ဟိုဒီပါလေရန်ကုန်မှာထားပါတော့လေအမျိုးမျိုးပြောင်းလဲသွားကြတဲ့အခါမှာအောက်ခြေစစ်သားတွေဘွားမှာလေမလုံခြုံဘူးဒါပေမဲ့နိုင်ငံတော်နဲ့နေရတော့ဘာပဲဖြစ်ဖို့စားပြာရှိသေးတယ်ပို့တော်ထဲမှာမိပြစ်ဖပြစ် ယုံကြည်ချက်တစ်ခုနဲ့တော်တဲ့ရောက်ပြီးတော့မှဘဝပြည့်နေတဲ့တန်းငယ်သမီးတွေလည်းမရှိသေးခြင်းဘူးဒါကြောင့်ခေါင်းဆောင်မင်းတွေကအရေးကြီးလာပြီကလေးတွေကိုကြိုးကိုင်းနေတဲ့ခေါင်းဆောင်တွေကိုမပြောဘူးအဲ့ကလေးတွေထဲမှာပဲတကယ်ထက်မြက်တဲ့လူငယ်တွေရှေ့ကိုတက်လာဖို့လိုပြီးပညာနဲ့ဆွေးနွေးရတဲ့လူတွေလိုလာပြီအာလက်ထက်လောင်လေးရရင်လိုက်ထုတဲ့လူလိုတနက်ရရင်သွေးကြွနေတဲ့လူလိုဓမြစိတ်လောက်နဲ့မဖြစ်ဘူးနိုင်ငံခေါင်းဆောင်စိတ်ဆိုတာခုနလို ဟိုတကားပိတ်ပြီးတော့လူစားတဲ့သူဟာနိုင်ငံခေါင်းမှာမဖြစ်တိုက်ဘူးအောက်ကလူတွေကတော့အဲ့လိုပဲတကားတွေပိတ်လိုက်ဟိုဟိုဆက်ကြီးကောက်တယ်လုံနေလဲဆိုတာခေါင်းဆောင်စစ်စစ်မဟုတ်ဘူးခေါင်းဆောင်စစ်စစ်ဆိုတာကိုမျိုးကိုရွာကိုနိုင်ငံနဲ့ကိုလူမျိုးကိုနယ်မျိုးဘလို့တိုးတက်အောင်လုပ်မလဲရစမီလိုလားလိုအပ်တဲ့ဟာတွေကိုပံ့ပိုးရင်းနောက်ဆုံးကိုယ့်ရဲ့ဘာသာရေးအဲ့လိုဖြစ်အောင်လုပ်နိုင်တဲ့ခေါင်းဆောင်တွေတကယ်လိုပါလေဒါဥစဉ်မြင်တော့ ဒီမှာရှင်းပြတယ်မှာဘာလို့ပဲတော့လဲကြံညာလဲဒီနေ့ဆိုရင်ပေးပြီးသွားပြီဆိုတဲ့ခါကျတော့အောက်မှာနားထောင်နေတဲ့သူတွေအားလုံးအောင်ရှင်ပြတယ်ရှင်ပြအောင်မေးချင်တဲ့စကားလေးပေါ့ရှင်ပြသူတို့ comment တွေကတော့များပါတယ်ရှင်ပြအဲရှင်ပြဖတ်ကြည့်တော့ရှင်ပြဦးမြအကုန်မကြည့်လို့ပါဘူးဟိုဦးမြသူများလက်အုပ်ချီဖို့ပြောတာလည်းမဟုတ်တယ်လို့ဒီတကားတော့စောက်ကရုံးနှကောင်းနဲ့အဲဘင်းရကျွန်းကောင်းပါရှင်ပြမဟုတ်သမီးအဲသူတို့ရဲ့အမြင်တွေကို ဟိုဘလူပဲပြော့ပြော့ဒီလူပဲ Facebook ကနေပြီးတော့ဟလာလက်လောက်ကလေးနဲ့ပြောတတ်တဲ့သူတွေတိုင်းပြည်ရဲ့တောင်းဝန်ဘလောက်ထမ်းဆောင်မှုတလဲသူတို့ရဲ့အမြင်တွေအပြစ်မှာဘလောက်ဆွေးနွေးဘူးလဲလိုပါတယ်ကြည့်နေလူတွေကအပညာလိုပါတယ်ဒါကြောင့်လဲအဲ့လိုလူတွေများနေတဲ့တိုင်းပြည်ဒီလူခံစားနေရလဲမဆမ်းဘူးတကယ်တော့ရင့်ကျက်တဲ့ခေါင်းဆောင်တွေဟာ အကောင်းမြင်ဝါဒကိုရှေ့တန်းတင်ပြီးတော့သွားမယ်ဆိုရင်ကိုမောင်မောင်ဦးဇင်းတို့တိုင်းပြည်ကတိုးတက်နိုင်ပါတယ်ဒါပေမဲ့ဦးဇင်းတို့တိုင်းပြည်ကပညာတားအားနည်းနေတယ်ဗုဒ္ဓကသီလတမာတိပညာဆိုလိုပဲတမာတိနဲ့သီလရှိရင်ပညာပြည့်စုံသွားမယ်လို့ပြောတယ်အဲ့တော့တတိနဲ့ပညာဟာတတိယအခြေခံပညာကနိဗ္ဗာန်ပါပဲအဲ့တော့အခြေခံကိုတကယ်ကျွမ်းကျင်နေဖို့လူတိုင်းပညာတတ်နေရမယ်ဒါမှပဲ နိုင်ငံတော်ကြီးရှေ့ကိုတွတ်တက်လာမယ်ဦးဇွန်တို့နိုင်ငံမှာအခုစားကိုမမောက်ကိုလည်းပြောမိသလားမသိပါဘူးဟိုတော်တော်တော့ပြောဖြစ်ပါတယ်တမရှင်ကနာအမေရိကန်၄၈မြောက်၄၈မြောက်သောတမရထရန့်ပြန်တက်လာတော့ထရန့်နားမှာဒီတမရကြမ်းကြိမ်လာမှာတက်လာတဲ့လူတွေကကိုမမောက်ဟိုရင်တော့လေရင်ထုတ်တဲ့လူတွေကားထုတ်တဲ့ဆက်ယုံနေအဲ့တထေးတွေမဟုတ်တော့ဘူးဟုတ်တော့ခုနလိုအဲဇူကာဘက်တို့လို့ ဟိုဘာလို့ Facebook CEO လို့ဟုတ်တယ်မလား TikTok CEO လို့မိရောအတုံးချခက်ခဲ့တခက် software ပိုင်းမှာတကယ်အောင်မြင်နေတဲ့လာဟို Google တို့တကယ်အလိုတွေတက်လာကြတယ်အဲ့လူရဲ့ကြော်ဝါမှုကလည်းခုနကလက်နဲ့စက်ယုံနေကားစက်ယုံနေရှေ့တုန်းကလို့ဟုတ်တယ်မလားလင်းစက်ယုံနေပန်ရှင်နေကတမနာနဲ့လာပြီးစာချုပ်ချုပ်တာမဟုတ်ဘူးတမနာနောက်ဝိုင်းဝန်းမလာဘူး ဒါကိုကြည်ချင်းအားဖြင့်ဦးဇင်းတို့တိုင်းပြည်မှာအဲ့လိုလုံနိုင်တဲ့ပညာရှင်အဲ့ဒါကိုအသုံးချပြီးတော့ကိုကျူးစားနိုင်တဲ့လူဘယ်မှာရှိလဲနိုင်ငံနိုင်ငံတိုးတက်ဖို့ဆိုရင်လမ်းတွေကောင်းရမယ်ဒရားတွေကောင်းရမယ်စက်သွေးစနစ်တွေကောင်းရမယ်ဒီအခြေခံတွေကကောင်းပြီဆိုမှကုသန်းသွားလာရေးလွယ်ကူမယ်နောက်ပြီးတော့ကုန်စည်နှုန်းတွေကိုဈေးကွက်ရအောင်ရှာနေရမယ်စီးပွားရေးအမြင်ရှိရမယ်အဲ့လိုပဲအစည်းအဝေးအမြင်မှအောင်မြင်လာရင်စီးရဲအမြင်နိုင်ငံကြီးကျယ်တာဒါမျိုးတွေဆက်ဆက်ပြီးတွေးခေါ်နေရမယ် င်ပါရှင်ဗျာကျွန်တော် live လေးလဲကြာခဲ့ပြီဆိုတော့အားလုံးလည်းပညာတွေရခဲ့ပြီကျွန်တော်တို့အကောင်းဆုံးပေါ့လုံနိုင်သမျှအောင်လုပေးနိုင်ခဲ့တယ်လို့တပည့်တော်တို့စိတ်အေးရပါတယ်ကျင်တဲ့ပီတိပီတိဖြစ်မှာရှင်ဗျာရှင်ဗျာပြောဟောတာအားလုံးကလည်းအားလုံးပညာသားရစေပညာရစေလို့တပည့်တော်ကိုယ်တိုင်လည်းမသိရှိတာတွေသိရှိရတဲ့ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဗျာအဲ့တော့တပည့်တော်တို့ live လေးကလည်းကြာပြီဆိုလို့ရှိရင်တပည့်တော်တို့နောက်တစ်ခေါက်မှအေးအေးဆေးဆေးတွေ့ကြပါမယ်ရှင်ဗျာ ကောင်းပါပြီဗျာအခုလို့အဲစေနာထားပြီးဥစဉ်ကိုပြန်ပြီးမေးတယ်မတွေ့ရလဲကြာလို့ပြောခွင့်လည်းရတယ်ဥစဉ်တို့ပြောတာဘယ်လောက်ကြာပါပြီလဲအချိန်အဖြစ်အာ56မိနစ်ကျော်ပါပြီရှင်ဗျာအော်ဟုတ်ပြီဟုတ်ပြီရင်ကောင်းတို့တနားကြီးရောတော့ပြောကောင်းပြီဥစဉ်ကလည်းဟိုအစီအစဉ်မကြပြီမဲ့မြင်ရတဲ့နေရာကတတ်နိုင်တော့ပြောတော့ဖြစ်တဲ့အတွက်လိုအပ်ချက်တွေရှိရင်လည်းကြီးစုနေတဲ့တက္ကသိုလ်မှနေနေလည်းခွင့်လွှတ်ပေးပါဥစဉ်ကနိုင်ငံရေးကိုအကြီးအကဲမပြောလို့ပါဘူးညဉ့်ညံ့ရေးအရာအလုံးအေးချမ်းစေချင်ပါပြီဥစဉ်တို့တိုင်းပြည်ကအခုချိန်မှာ မွမွာကြီးနေရရွရွလေးပဲကြံမာတော့တယ်။နောင်ကျန်သူများဖူးဆိုမှုတ်လိုက်ရင်လွင့်သွားမယ်ဖုန်နေလိုပဲ။နိုင်ငံပြောက်လူမျိုးပြောက်ဘာသာမပြောက်အောင်။တက်ဆိုင်ရာလူတွေရလည်းရတဲ့နေရာနဲ့ကုတ်ကပ်ပြီးတော့ကိုတိုင်းပြည်ငြိမ်အောင်ကြိုးစားနေကြလို့တိုင်းပြည်ထဲမှာရှိတဲ့နိုင်ငံသားတိုင်းငြိမ်းချမ်းရေးကိုခြေတန်းတင်ပြီးတော့စီလုံးမှုနဲ့ဆောင်ရွက်မှအောင်မြင်မှာပါလို့အခုလိုအောက်ကထိုင်းဆဲနေမဲ့အစားဒါမှမဟုတ် ဝီပန်းနေမဲ့အစားကိုကိုတိုင်းဘလောက်အကြံပေးနိုင်လဲကိုကိုတိုင်းဘလောက်ပါဝင်နိုင်မလဲဥစဉ်ရဟန်းတစ်ပါးအနေနဲ့ပါဝင်မှုလည်းမရှိပေမဲ့အကြံလေးကိုမမောင်းမီးလို့ဆွေးနွေးခြင်းအကြံပေးခြင်းဟာပြောချင်တာတွေပြောတာမဟုတ်ဘဲနဲ့ဥစဉ်ရင်ထဲမှာတိုင်းပြည်မြန်မြန်ငြိမ်းချမ်းစေခြင်းမီးလို့ခဏခဏပြောတဲ့ဘုံကြီးထဲမှာဥစဉ်ထိတ်ဆုံးရပါပဲအမကျရှင်ပြတာသနာပြုလုပ်ငန်းနေပေါ့တာသနာပြုဆောင်ရွက်နေရအားလုံးလည်းတကယ်အားရပါရှင်ပြခုဆိုရင် BLN BNL နိုင်ငံမျိုးမှာတာသနာပြုမှုတွေတာသနာနဲ့ပတ်သက်ပြီးပို့ချမှုတွေတွေ့ရတယ် အဲနောက်တစ်ခုမြန်မာပြည်မှာလည်းတာသနာနဲ့ပတ်သက်ပြီးတော့တန်ရှင်းအောင်တည်တံ့အောင်ပွားများအောင်ဆောင်ရွက်နေရတဲ့အားလုံးလည်းပဲတော့အဲလေးလေးလေးစားရတယ်လို့ပဲတော့ကြီးညိုကြီးညိုပါလေရှင်ဖေဟာတပည့်တော်ဥတည်ပါလေဖေဟာတပည့်တော်နောက် AAC ဆက်စစ်နေရမယ်လေးပန်တွေကအိမြချမ်းသာရှိပါသည်တာနာတော်ကြီးနဲ့အတူတိုင်းပြည်လဲငင်းချမ်းအဲအေဂျင့်နဲ့နိုင်ငံသားတွေလွတ်မြောက်တဲ့ချမ်းသာတဲ့ဘဝကြီးကိုတည်ဆောက်နိုင်ပါစေလို့ဗုဒ္ဓဂုဏ်တာနာဆောင်ရွှေဖွဲ့ဥစဉ်ဗုဒ္ဓဂုဏ်ဆရာတော်ကလည်းအခြားအခြားသောဆရာတော်များရဲ့ဆောင်ရွက်ချက်တွေနဲ့အတူ ဆက်လက်ငြိမ်းချမ်းပါစေလို့ဆန္ဒပြင်နှုတ်ဆက်လိုက်ပါတယ်။ကျေးဇူးပါဆရာ။အလုံးချမ်းမြေနိဗ္ဗာန်တွင်အင်းမြချမ်းသာရှိပါစေ။